မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စစ်ရေးသတင်းကတော့မကွေးတိုင်းထီလင်းမြို့ပြင်နေရာများမှာစစ်ကောင်စီကမိုင်းများကိုထောင်ထားပြီးဗန်ကားများနဲ့ဂရုချင်းများကိုလည်းပြန်လည်ပြင်ဆင်ကခံစစ်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ February 16ရက်နေ့မနက်အစောပိုင်းကထီလင်းမြို့ရှေ့မြောက်ဘက်မှာရှိတဲ့မြို့ပြင်နေရာများမှာအင်အား30ခန်းနဲ့စစ်ကောင်စီကမိုင်းများကိုထောင်ထားခဲ့တယ်လို့သိရပါတယ် ထီးလဲမြို့ရဲ့အရှိမြောက်ဘက်မှာကွန်စဲအုံထွဲလက်ပံနဲ့လုံမောင်ကြီးရွာအုပ်စုများရှိတယ်လို့ပြောပါတယ်မိုင်းထောင်နာတဲ့စစ်ကောင်စီတွေကဒီကနေ့မနက်၈နာရီလောက်မှာမြို့ထဲကိုပြန်ဝင်လာပြီလို့သိရတယ်။ဒေသခံတွေရောခီးသွွားကြတဲ့မိဘပြည်သူတွေအနေနဲ့ထီးလင်းမြို့ရဲ့အနီးပတ်ပတ်လည်းနေရာတွေကိုအသွာအလာတွေဂရုစိုက်ကြပါလို့ထီးလင်းမြို့ရဲ့စီရေးသတင်းရင်းမြစ် ိုမင်းတပ်သားကရှင်းပြထားပါတယ်ဖေဝါရီလ6ရက်နေ့ကလည်းစစ်ကောင်စီကဒီလင်းမြို့ပေါ်ကိုလေကြောင်းကနေပြီးတော့စားနေရိတ်ခါနဲ့ခဲရံများကိုအင်အားတွေဖြည့်တင်းထားတယ်လို့သိရပါတယ်အခုနောက်ပိုင်းမှာစစ်ကြောင်းမထွက်တော့ဘဲနဲ့မြို့ပေါ်မှာပဲခံစစ်ကိုတေးချပြင်ဆင်နေတယ်လို့သိရတယ် တော်လိုင်းတစ်ဖွဲ့တွေကတော့အမြန်ဆုံးအလင်းဝင်ဖို့သတိပေးထားတာပဲဒါပေမဲ့စစ်ခွေးတွေဘက်ကတော့အလင်းဝင်မဲ့ပုံမရှိဘူးလို့သီလင်းဒေသခံတူကသတင်းပေးဖို့ပြောကြားထားပါတယ်သီလင်းမြို့ပေါ်မှာစစ်ကောင်စီတပ်နဲ့ပြူစောတီအင်အားနှင်းအားဝင်းကျင်နဲ့၎င်းတို့ရဲ့မိသားစုဝင်တွေကိုပါထဲ့တွက်ပါကစုစုပေါင်းအယောက်600ခန့်သာကြန့်ရှိတော့ကြောင်းသီလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပြထားပါတယ်ထီးလင်းကတော့အလင်းဝင်ဖို့ကျွန်တော်တို့နောက်ဆုံးသတိပေးထားတယ်စစ်ခွေးတွေဘက်ကစစ်ကူနဲ့စစ်ပြင်းနေတာတော့သူတို့အပိုင်းပေါ့ပြောလို့ရတာကတော့ ယောဒေတာမှာတိုက်ပွဲတွေအရင်ကထက်နှစ်ဆပိုပြီးတော့ပြင်းထန်လာလိမ့်မယ်လို့ယောဒေတာတော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပြထားပါရယ်2023ခုနှစ်မတ်လကုန်အထိထီးလင်းမြုံမှာရှိတဲ့လူဦးရေစရဲဟာ9653ယောက်အထိရှိပြီးတော့အဲ့ဒီထဲကမှမြို့ပေါ်မှာနေထိုင်တဲ့သူ4833ဦးရှိတယ်လို့စစ်ကောင်စီရဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကစရဲမှာဖော်ပြထားကြောင်းတရေရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအောင်လံမြို့နယ်မကြီးကုန်းရပ်ကွက်မှာစစ်မှုထမ်းစင်ခေါ်ရန်တွားရောက်တဲ့ရဲတပ်ကြကြီးကျော်သူရနဲ့အပေါင်းပါပြူစောထီကိုအင်ရှင်ကဓာတ်နဲ့ထွက်ပြီးတော့ခုတ်တက်လိုက်ပြီးအင်ရှင်နဲ့မိသားစုဝင်များအလုံးဟာပြည်သူ့ကာကွယ်တပ်ဖွဲ့များထိန်းချုပ်တဲ့နယ်မြေကိုရောက်ရှိလွတ်မြောက်သွားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ15ရက်နေ့ညနေပိုင်းမှာအောင်လံမြို့ကရဲတပ်ကြကြီးကျော်သူရနဲ့အပေါင်းပါပြူစောထီတို့က မကြီးကုန်းရက်ကွက်ကိုရောက်ရှိလာပြီးတော့စစ်မှုထမ်းရမယ့်လူငယ်တအုပ်ကိုလာရောက်ခေါ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာစစ်မှုထမ်းခေါ်ဆောင်ရမယ့်လူငယ်ရဲ့နေအိမ်ထဲကအင်းရှင်အမျိုးသားကဓာတ်နဲ့ထွက်လာပြီးတော့ရက်တက်ချက်ကြီးကျော်သူရနဲ့အပေါင်းပါပြူစောထီးတို့ကိုဓာတ်နဲ့ထွက်ခုတ်ရာနှုတ်စလုံးပွဲတင်ပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ရက်တက်ချက်ကြီးကျော်သူရနဲ့ပြူစောထီးတအုပ်ကမကြီးကုန်းရက်ကွက်ထဲကိုစစ်မှုထမ်းခေါ်ဖို့ဆိုပြီးတော့သွားတာလက်နက်လည်းမပါဘူး။အရွက်ဝင်နဲ့ပဲသွားကြတာလူငယ်ရဲ့မိသားစုကလည်းစစ်မှုထမ်းဖို့လာခေါ်မယ်ဆိုတာကိုကြိုပြီးတော့တိထားတယ် အခြေခံလူလန်းစားမိသားစုတွေဆိုတော့ရှောင်းတိန်မို့ကလည်းအဆင်မပြေဘူးအဲ့ဒီတော့လာခေါ်တဲ့အချိန်ဓာတ်နဲ့ထွက်ပြီးတော့ပိုင်းတာရဲတပ်ကြကြီးကျော်တူရနဲ့ပြူစောတိကတော့ပွဲချင်းပြီးပြီခဏနေတော့ လူနာတင်ကားနဲ့စစ်ခွေးတွေရဲခွေးတွေရောက်လာတယ်ခုတ်တဲ့သူရောမိသားစုတွေရောအကုန်လုံးလွတ်မြောက်သွားပါတယ်လို့ဖြစ်စဉ်ကိုအသေးစိတ်သိရှိထားတဲ့ဒေသခံပြည်သူတို့ကပြန်လည်ရှင်းပြထားပါတယ်ဒါနဲ့ခုတ်ခံရပြီးတော့တိတ်ဆုံးသွားတဲ့ရဲတပ်ချက်ကြီးကျော်သူရဟာအသက်52နှစ်နဲ့ရှိနေပြီဖြစ်ပြီးတော့ဖေဖော်ဝါရီလ18ရက်နေ့မှာဗဂျိုမှာဖြစ်တယ်လို့သိရပါတယ်၎င်းရဲ့အောင်လံမြို့နေအိမ်မှာပဲနာရီးပြင်ဆင်ထားတယ်လို့သိရပါတယ် ရဲတပ်ချက်ကြီးကျော်သူရက်ဟာစစ်အာဏာမသိခင်ကလောင်ကစားမူရဲ့စေဝါဖြန့်ဖြူးသူများထံကနေပြီးတော့စက်ကြီးများကောက်ခံနေသူဖြစ်ပြီးစစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့အချိန်မှာဆန္ဒပြတဲ့ပြည်သူများကိုအကြမ်းဖက်ဖြိုခွင်းခြင်း ဖမ်းဆီးတပ်ဖြတ်ခြင်းများကိုကျူးလွန်ခဲ့တဲ့သူဖြစ်တယ်လို့သိရပါဗျ။ရဲတပ်ချက်ကြီးကျော်သူရဒါနဲ့ခုတ်ခံရပြီးတော့ပေဆုံးသွားတယ်ဆိုတဲ့သတင်းထွက်ပေါ်လာတဲ့အချိန်မှာတော့အောင်လံမျိုးတစ်မျိုးလုံးကပြည်သူများဟာဝမ်းသာအားရပျော်ရွှင်နေကြတယ်လို့သိရပါဗျ။ရဲတပ်ချက်ကြီးကျော်သူရကနာမည်ဆိုးလွန်းလို့မနေ့ကသူသေးပြီဆိုလဲဆိုရောတစ်မျိုးလုံးကဝမ်းသာကြတာပြောမနေပါနဲ့တော့လို့ဒေသခံပြည်သူကဆက်လက်ပြောဆိုထားပါဗျ။ဖေဖော်ဝါရီလ12ရက်နေ့ကလည်းရန်ကုန်တိုင်းဒေါ်ဘုံမြို့နယ်ကြည်စုရက်ကွက်မှာ စစ်မှုထမ်းစစ်ရင်ပြုစုရေးသကောင်စင်းမိတ်သူများကိုလိုက်လံတောင်းခံနေတယ်။ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကိုအင်ရှင်ကဓာတ်စီနဲ့လောင်းပြီးတော့မိရှုတိုက်ခိုက်ခဲ့မှုလည်းဖြစ်ပွားခဲ့သေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးတိုင်းမင်းလာမြို့နယ်မှာစိတ်ဝေဒနာခံစားနေရတဲ့ကိုမုံဝင်းအောင်ကိုစစ်တပ်ကစစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့စူးစောင်းဖမ်းဆီးလိုက်ပြီးတော့စစ်တင်နန်းကျောင်းကိုပို့ဆောင်ကစစ်တင်နန်းတက်ခိုင်းနေပြီဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ22ရက်နေ့မှာမင်းလာမြို့နယ် တောင်လိန်ကြီးရွာမှာနေထိုင်နေစိတ်ဝေဒနာခံစားနေရတဲ့အသက်33နှစ်အရွယ်ကိုမုံဝင်းအောင်ကိုတန်ချောင်းနဲ့ကိုငဇော်တို့ကိုဗကုံးရုံးမဘော်ကိုစစ်ကြောင်းထုံးနေတဲ့စစ်တပ်ကလူသားတိုင်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီဖမ်းဆီးခံရသူ3ဦးကိုဖေဗူလာ9ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကမင်းလာမျိုးနဲ့အုပ်ချုပ်ရေးမှုရုံးကိုခေါ်ဆောင်လာခဲ့ပြီးတော့တယောက်ကိုငွေကျပ်သိန်း30နဲ့ပြန်ရွေးရန်အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။ငွေကြေးနဲ့ရွေးယူမှုကြောင့်ကိုတန်ချောင်းနဲ့ကိုငဇော်တို့ဟာပြန်လည်လွတ်မြောက်လာခဲ့တော့လေစိတ်ဝေဒနာရှင်ကိုမိုးဝင်းအောင်ကတော့ စစ်တပ်နန်းချောင်းကိုအပုတ်ခံလိုက်ရတယ်လို့သိရပါဗျ။မင်းလာမြို့နယ်ထွေဦးရုံးမှာမိသားစုဝင်တွေကလိုက်ထုတ်တာကိုတန်ချောင်းနဲ့ကိုငစော်ကိုတော့ပြန်လွတ်ပေးတယ်။ကိုမိုးဝင်းအောင်ကိုတော့စစ်မှုထမ်းဖို့အတွက်စစ်တပ်နန်းချောင်းကိုပို့လိုက်ပြီးကိုမိုးဝင်းအောင်ကအရက်၄ဘီခွဲပဲရှိတယ်။စိတ်လဲမနှံ့ဘူး။သားစိန်၅စိန်နေလဲစားတယ်။တစ်ချက်တစ်ချက်စိတ်ထားဖောက်သွားရင်ထိလို့မရတော့ဘူး။သူ့ကိုတော့ပြန်လွတ်ပေးစေခြင်းနဲ့သူ့အမေကတော့သူ့သားရဲ့စိတ်နဲ့ပဲအိယာထဲမှာလဲနေတယ်လို့ကိုမိုးဝင်းအောင်ရဲ့မိတ်ဆွေကပြန်လဲပြောပြထားပါဗျ။အလားတူပဲဖေဖော်ဝါရီလ23ရက်နေ့မနက်၄နာရီခန့်ကလည်းမင်းလာမြို့ ကံဦးကွက်တဲ့ရက်ကွက်မှာနေထိုင်တဲ့လူငယ်တအူးဟာ၎င်းအလုတ်လုတ်ကိုင်းနေတဲ့မြို့မှဈေးထဲမှာရှိတဲ့ကုံစုံဆိုင်ကိုဈေးရောက်ရန်သွားတဲ့အချိန်မှာစစ်တပ်ကစစ်မှုထမ်းရန်ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲရန်ကုန်မြို့တင်ကန်းကျွန်းမြို့နယ်16မြင်းဆောင်3ရက်ကွက်မှာတွန်းလန့်တဲ့ပစ္စည်းအဟောင်းတွေကိုလိုက်လံဝယ်ယူနေတဲ့အမျိုးသားတအူးကိုလည်းယာအိမ်မှု၄နိုင်ကရိုက်နှက်ဖမ်းဆီးပြီးတော့စစ်မှုထမ်းခိုင်းရန်စစ်တပ်ထဲကိုပို့ဆောင်လိုက်ကြောင်းဒေသခံပြည်သူများကပြန်လည်ပြောပြထားပါတယ်။ ဖေဖော်ဝါရီလ14ရက်နေ့ကတင်ကန်းကျောမြို့နယ်16မြင်းဆောင်3ရက်ကွက်မှာတွန်းလဲနဲ့ပစ္စည်းအဟောင်းတွေကိုလိုက်လံဝယ်ယူနေတဲ့လင်မယား2ယောက်ကိုရာအိမ်မှု4နိုင်ကခိုးရပါပစ္စည်းတွေကိုဝယ်ယူတယ်ဆိုပြီးတော့ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက်မှာအမျိုးသမီးဖြစ်သူကိုပြန်လွှတ်ပေးလိုက်ပြီးအမျိုးသားဖြစ်သူကိုတော့စစ်မှုထမ်းရန်စစ်တပ်ထဲကိုထည့်သွင်းလိုက်ခြင်းဖြစ်တယ်လို့သိရပါဗါး16မြင်းဆောင်3ရက်ကွက်မှာတွန်းလဲနဲ့ပစ္စည်းအဟောင်းတွေကိုလိုက်ဝယ်နေတဲ့လေမင်းအနှစ်ယောက်ကအဲကွန်အဟောင်းကြီးကိုတင်ပြီးတဲ့လာတဲ့အချိန်မှာခိုးရပါပစ္စည်းတွေကိုဝယ်တယ်ဆိုပြီးတော့ ယာယီမှု၄နိုင်ကဆွဆွဲဖမ်းဆီးပြီးရက်ွက်ရုံးကိုခေါ်သွားတယ်။လင်မယားနေအောင်စလုံးကိုပားရီနိုင်ရီလေးရိုက်တယ်။အမျိုးသမီးဖြစ်သူကအင်ရှင်စီကနေဝယ်လာတဲ့အကြောင်းကိုရှင်းပြတာလက်မခံမဲနဲ့အတင်းအဓမ္မကိုရိုက်နှက်တာပါ။အမျိုးသမီးကအင်ရှင်ကိုလိုက်ပြပါမယ်ပြောလဲမရဘူး။မင်းတို့နောက်ကိုလိုက်ကြည့်စရာမလိုဘူးဆိုပြီးတော့အမျိုးသမီးကိုသွားတသိန်းသွားရှာလာခဲ့လို့ပြောလိုက်တယ်။အမျိုးသမီးဖြစ်သူကလည်းကျမသွားရှာလာခဲ့မယ်ဆိုပြီးတော့မနေ့ကျတော့ပြန်လာတော့နေယောက်ျားကိုစစ်မှုထမ်းဖို့ပို့လိုက်ပြီလို့ပြောတယ်။အမျိုးသမီးဖြစ်သူမှငိုလိုက်တာဆိုတော့လူမြင်ကိုမကောင်းပါဘူးဗျာ။ လေးနိုင်ကရက်ကွက်ထဲမှာအပြစ်မဲ့ပြည်သူတွေငွေမရှိတဲ့သူတွေကိုအနိုင်ကျင့်နေတာပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အချက်မဲ့စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်30အတွက်နိုင်ငံတော်မှာပေါ်တာဆွဲဖမ်းဆီးမှုများကိုလှုပ်ဆောင်နေပြီးတော့အခုစစ်မှုထမ်းအပတ်စဉ်မှာစစ်သားအရေးအတွက်၄000ဝန်းကျင်သာရသေးတယ်လို့နေပြည်တော်စစ်မှုထမ်းစင့်ခေါ်ရေးဗဟုအဖွဲ့ထံကသိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကနေပြီးတော့ပြည်ပနိုင်ငံများကိုလာစဉ်အလုံသမားစေလွှတ်မှုအရေးအတွက်ကိုစစ်ကောင်စီရဲ့အလုံသမားဝင်ကြီးအသက်ချစ်ဆွေကကန့်တက်လိုက်ပြီးတော့ပြည်ပလုပ်ငန်းအေဂျင်စီတစ်ခုလျင်လိုင်စင်ကြီးအဖြစ်နဲ့ငွေကျပ်3000တောင်ငွေပေါင်းတင်ရန်တောင်းခံလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကရန်ကုန်မြို့မှာစစ်ကောင်စီကအသက်ခံရလိုက်တဲ့အလုံသမားဝင်ကြီးအသက်ချစ်ဆွေကပြည်ပလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAA နဲ့တွေ့ဆုံတဲ့အချိန်မှာအခုလိုမျိုးပြောဆိုညွှန်ကြားလာခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်ပအလုပ်ကံအေဂျင်စီများအနေနဲ့အလုပ်သမားဝန်ကြီးဌာနထံကို license ကြေးအဖြစ်နဲ့ငွေကျပ်3000၊ငွေပေါင်တင်သွင်းရမှာဖြစ်ကြောင်းပြောဆိုလိုက်ပါဗျ။ပြည်ပအလုပ်ကံအေဂျင်စီများအနေနဲ့ချမှတ်ထားတဲ့စီကံအမိန့်နဲ့ဥပဒေများကိုမလိုက်နာပါကအဲ့ဒီငွေပေါင်တင်ထားတဲ့ license ကြေးငွေများကိုပြန်မပေးဘဲနဲ့ သိမ်းဆီးမှာဖြစ်တယ်လို့သိရပါတယ်ပြည်ပအလုပ်ကိုင်းအေဂျင်စီတွေကအရန်ကိုတင်းကျပ်တဲ့စီမံစည်းကမ်းတွေအောက်မှာအလုပ်လုပ်နေရတာဖြစ်လို့ဘယ်လိုလုပ်ပြီးတော့လိုင်စင်ချင်းငွေပေါင်း3000တောင်ပေးနိုင်မလဲအခုတောင်မှပြည်ပအလုပ်ကိုင်းအေဂျင်စီတွေရန်နာထားရတာဆိုတော့ငွေပေါင်း3000တောင်တင်ရမယ်ဆိုရင်လုံမဲ့အေဂျင်စီတောင်ရှိပါမလားမသိတော့ဘူး3000တောင်တော့တင်ဖို့အရန်ကိုခက်ခဲမယ်ထင်တယ်လို့ပြည်ပအလုပ်ကိုင်းအေဂျင်စီပိုင်ရှင်တူကရှင်းပြထားပါတယ်ဒါအပြင်စစ်ကောင်စီကပြည်ပကိုစေလွတ်မဲ့အလုပ်သမားအရေးအတွက်တွေကိုလည်းကန့်တက်လိုက်ပြီးတော့လိုင်စင်ရအေဂျင်စီများအနေနဲ့ထိုင်းနိုင်ငံကိုတလကိုအလုပ်သမားအရေး ေအတွက်200ဦးဂျပန်နိုင်ငံကိုတစ်လကိုအလုံသမားရေအတွက်200ဦးနဲ့မလေးရှားနိုင်ငံကိုအယောက်100ဆသဖြင့်နိုင်ငံအလိုက်အလုံသမားစီလွတ်မှုများကိုလည်းကန့်တက်လိုက်တယ်လို့သိရပါတယ်လက်ရှိမှာအသက်18နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားများကိုပြည်ပနိုင်ငံများကိုတွားရောက်ပြီးတော့အလုံလုံခွင့်တွေပိတ်ပင်ထားပြီးတော့အမျိုးသမီးများနဲ့အသက်35နှစ်အထက်အမျိုးသားများကို ပြည်ပကိုတွားရောက်ပြီးတော့အလုပ်လုပ်ခွင့်ပြုနေစေဖြစ်တယ်လို့သိရပါတယ်။ဒီလိုမျိုးအရန်တေးကြတ်ထားတော့ပြည်ပအလုပ်ကိုင်အေဂျင်စီတွေအနေနဲ့ကအရန်ကိုခက်ခဲသွားမယ်။ပြည်ပကိုထွက်ပြီးအလုပ်လုပ်မယ်အလုပ်သမားတွေလည်းအတော်ကိုခက်ခဲသွားမယ်လို့ပြည်ပအလုပ်ကိုင်အေဂျင်စီပိုင်ရှင်ကရှင်းပြထားပါတယ်။စစ်ကောင်စီကထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်အမတ်ချစ်စွေကို2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာအလုပ်သမားဝင်ကြီးအဖြစ်ဖြစ်နေပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာနိုင်ငံတဝမ်းလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်ဒီကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ